အားလုံးပဲမင်္ဂလာပါဒီနေ့တရားသင်ပတ်သင်ခန်းစာကတော့ကန်းဆက်လေးလေ့ကျင့်ခန်းစရိယသမားတစ်ကနံပါတ်၁နှစ်ပဲဖြစ်ပါတယ်ကန်းဆက်လေးမှာကျွန်တော်ကကျောင်းဝင်ရမှာလို့ဆိုရင်လူမှုရေးသင်ချာလူမှုရေးသင်ချာထဲမှာမှာကျွန်တော်က matrix နေပေါ့နော် matrix နေဆိုတာက30ရက်ထက်ကိန်းနေနဲ့ရေတွက်တိုင်းထွာခြင်းပြုပြီးစနေဖြစ်ပါတယ်တဲ့ဟုတ်နော်ဒီမှာဒီ1000ဆိုရှင်ကျွန်တော်က1000လို့မေးတော့30တုံးတက်ပေါ့နော်အဲ့လိုမျိုးပြောတာပါကျွန်တော်30ရက်ထက်ကိန်းနေနဲ့ရေတွက်တိုင်းထွာခြင်းပြုရဲစနေဖြစ်ပါတယ် အဲ့ဒီစကားလုံးတွေမှာဆိုတော့ရှေ့ပြောင်းစကားလုံးတွေရှိပါတယ်နော်မီလီစင်တီဒက်စီဒက်ကာဟက်တိုကီလိုနော်အခြားအခြေခံယူနစ်တွေလည်းရှိတယ်ဘူးအခုကြာပါလားနာနိုတို့မိုက်ခရိုဂီဂါနဲ့မီတာအဲ့ဒီရှေ့ပြောင်းစကားလုံးတွေကိုထုတ်ချက်လာတယ်အခြေခံယူနစ်ကကြာဆိုတော့ကဘာလို့လီတာဂရန်လီတာပေါ့နော်အဲ့ဒါတွေကအခြေခံယူနစ်ပါအဲ့ဒါတွေအခြေခံပြည့်စုံရှိရပါနော်အဲ့ဒီနံပါတ်1ကကြီးမှာဆိုရင်29.3 เนาะ29.3มมโหတဲ့เนาะไมโครมีเตอร์ဖြင့်ပြပါတယ်เนาะသူတို့ไมโครมีเตอร์ဒီ29.3มมကိုไมโครมีเตอร์နဲ့မပြခင်ဆိုတော့ဘာလို့အချိန်ကယူနစ်ဖြစ်တဲ့မီတာကိုလည်းကြောက်မှာဟုတ်ကဲ့เนาะအဲ့ဒီမီလီမီတာနဲ့เนาะဒါလည်းမီလီမီတာနဲ့မီတာရဲ့အချိန်ကယူနစ်ဆက်သွယ်ချက်ကကြတော့เนาะမီလီမီတာကိုဆိုတော့မီတာပြောင်းနေတယ်ဆိုရင်10 power -3 နဲ့ဆိုတော့ညှောက်ပြီးရပါတယ် ထိုင်းပါဝါမိုင်းနဲ့သတိဆိုတာကကျွန်တော်ပထမတွေကလက်ဝဲဘက်ကိုဈေးတယ်မိုင်းနဲ့သတိဆိုရင်လက်ဝဲဘက်ကိုကျွန်တော်က3နေရာယူအဲဒီမှာဒသမအရှိမှာက2နေရာပဲရှိတယ်ဒါကြောင့်ကျွန်တော်က3ညောင်းကိုယူထားပါတယ်ကျောင်းလို့27အရှိမှာ0ခုမယ်ပထမရှိမူလရှိနေတာက3ပေါ့နော်ဒသမရဲ့နောက်ကိုရောက်သွားမှာဒီ27ဒသမရဲ့နောက်ကိုကျွန်တော်က3ခဏ3လို့ရောက်သွားမှာဒသမအရှိမှာကလည်းလုံးဝမရှိတယ်ကျွန်တော်3ညောင်းကိုယူခေါ်တော့အဲဒါလည်း 0. နော်ရှင်းမှာကအပြည့်ကိန်းထဲမှာလည်းဘာမှမရှိတော့ဘူး0လို့ဆိုမယ်0.027 3မီတာရပါတယ်အဲ့ဒီဒီခြေရာ unit ရပြီဆိုရင်ကျွန်တော်မိုက်ခရိုမီတာကိုပြောမယ်မီတာကနေမိုက်ခရိုမီတာဆိုလို့ရှိရင်ကျွန်တော်ကနော် tan power -6 ပေါ့နော် -6 မြောက်ပြရတာက tan power 6နဲ့မြောက်ပြရတယ်ဆိုတော့ကျွန်တော်ကမီတာကနေပြီးတော့ခြေရာ unit မီတာကနေပြီးတော့မိုက်ခရိုမီတာကိုကြောင်းမှာပြပြပါတော့ပေါင်းမိရမယ်အပေါင်းနဲ့ထွက်ပါမယ်နော်အဲ့တော့ tan power 6နဲ့ကျွန်တော်ကမြောက်ရက်ခါမှာ เนาะပေါင်းကိန်းဆိုရင်ဒသမကိန်းရလက်ရဘက်ကိုပေါင်းအဲ့ဒီလက်ရဘက်မှာဆိုရင်ဒသမလက်ရဘက်ဆိုဒသမရဲ့အနောက်မှာရှိရခနဲ့ခြောက်လုံးကိုပေါင်းအဲ့တော့ခနဲ့နှလုံးပဲရှိရဆိုဆမတော့ပေါင်းနှဲခနဲ့နှလုံးအကူကြီးပါလိုက်မယ်ဒါကြောင့်ဆမတော့အဲဒီလက်လက်ရဘက်ကိုလက်ဝဲဘက်ကိုသွားတဲ့အခါမှာ0273ခနဲ့လေးလုံးပဲရှိရအမှန်မှန်ခနဲ့6လုံးသွားရမယ်အဲ့ဒါကြောင့်လုံးသွားမှာတော့ကျွန်တော်တဏ္ဍာရုံကိုခေါ်တော့273300ပေါ့နော်အရှိရတဏ္ဍာရုံကတော့ကျွန်တော်ကဆက်လိုက်ပါရယ်မိုက်ခရိုမီတာပေါ့နော် သူ့မိုက်ခရိုဆင်မတွေ့ရတဲ့ဆင်ရှိဖို့ပဲရတယ်ဗျာနော်အဲ့ဒါမိုက်ခရိုကမိုက်ခရိုမီတာဖြစ်ပါတယ်အမက်ခဝေးအမက်ခဝေးရတဲ့9.98 10 power 5မီတာဝေးရဲ့နော်ဘာပြောရမလဲဆိုဆိုကျွန်တော်ကနော်မီတာမီတာကိုပြောင်းခိုင်းတယ်ဟုတ်နော်မီတာမီတာကိုမပြောင်းရင်နော်ဒီအချိန်ကယူနစ်ဖြစ်တဲ့မီတာကိုမိုက်ခရိုမီတာပြောင်းမှာနော်မီတာ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 ပြောင်းမှာပါနော်အဲ့ဒီစမားတို့က ဒသမကိုရှိသူကတခါတည်းပေးထားတယ်တန်ပါဝါ5။တန်ပါဝါ5နဲ့မရောက်မယ်ဆိုရင်ဒသမကဒသမအပေါင်းကြီးဖြစ်တဲ့အတွက်ဒသမကနော်ဘယ်လောက်ရှိသွားမှာလဲဆိုလက်ရဘက်ကိုရှိသွားမှာ။လက်ရဘက်ကိုရှိသွားမှာ9လုံးဆိုဆိုတော့3ည9လုံးထည့်ရမယ်။ဒသမက2နေရာပြတ်မှာဖြစ်တယ်ပြဆိုတော့ဒသမ2နေရာပြတ်တဲ့အခါမှာ3ည3လုံးပဲတင်တယ်နော်။အလာမီတာရအောင်ပါဘီ။နော်အဲ့ဒါကိုဆမတော့နော်မီတာမီတာပြောင်းမယ်ဆိုရင်ဆမတော့တန်ပါဝါ -6 နဲ့ပြောင်းလို့ရတယ်။တန်ပါဝါ -6 ဆိုတာကဆမတော့လေဝက်ဘက်ကိုဒသမသွားမှာ။ ခုကကြတာအပြေကိန်းပဲရှိရယ်0ရဲ့နောက်မှာဒသမရှိရယ်ဗျာရှင်မီအပြေကိန်းရဲ့နောက်မှာပဲဒသမရှိရယ်အဲ့ဒီဒသမက9ဘောက30ရဲ့ပုံမှာထန်ကြီးမှာ9ဖြစ်တဲ့ကြတဲ့ရှေ့လက်ရကိုလက်ဝဲဘက်ကိုသွားမှာနော်နော်ကိုတော့ကိုက9000 9000ရဲ့အရှိကိုသွားရအောင်ဒီမှာသူက6လုံးလို့ရှင်းတာသူမှလည်း6လုံးရှိတာဖြစ်တယ်ဗျာဒသမက9ရဲ့ရှိကိုရောက်သွားမယ်ဒါကြောင့်မိုးကိန်းရဒသမကိုကိုရှိတယ်တော့300လို့ပဲဆိုတော့မကြီးပဲရအောင်နော်ဒါဆိုရင်ဒီမှာတော့ဘာရလဲဆိုလို့ရှိရင် နော်မီတာမီတာကိုရရှိပါတယ်။နော်နမကငယ်ပါ။နမကငယ်မှာလဲ0.56 into 10 power manifest kg ကိုတဲ့နော်။နာနိုဂရမ်ကြားခိုင်းတာ။ကီလိုဂရမ်ဆိုတော့နာနိုဂရမ်ကြားခိုင်းတာ။ဟုတ်လား။ဒါတို့ကြီးဘာလို့ကမလဲဆိုလို့ရှိရင်သူပေးထားတဲ့ဟာက0.56 into 10 power manifest မနက်ဖတ်တော့တော့ဒီဒသမကလည်းရဘဲကိုသွားမှာလက်ရဘဲကိုသွားတော့မှာလက်ရဘဲမှာကလည်းတလုံးမှမရှိဘူးလက်ဘဲကိုအဲ5 6 မချက်ဝင်စပါကဒသမကလက်ရဘက်ကိုသွားမှာပေါ့နော်လက်ရဘက်ကိုသွားတော့ကျွန်တော်ကဒသမ35လို့ကနေရ5လို့ပြရမှာဒသမနောက်မှာကနေလုံးမရှိတော့ကျွန်တော်ကနေ3လုံး3လုံးကိုဝင်ပါတယ်ဒါကြောင့်0.005 c နော်ကီလိုဂရမ်ကိုရရရှိပါတယ်အဲ့တော့ကျွန်တော်နာနိုဂရမ်နဲ့ပြောင်းတဲ့အခါမှာကျွန်တော်တန်းပါကိုတန်းကျုနဲ့မြောက်ပြရမှာတန်းကျုဆို33လုံးပေါ့ညာတလုံး9ရဲ့9ချရဲ့နောက်မှာ33လုံးဒီနေ့ကျွန်တော်ကဒသမက9နေရာဖြစ်တာဖြစ်တယ် နော်ပြည်ရတဲ့မှာ၅၆ခွဲဆိုတော့ရရှိပါတယ်။ဒီမှာနံပါတ်ပထမက၅၆ဒီစမောက်နန်နိုဂရမ်ဖြစ်ဖို့အတွက်ဒေါ်လာဂရမ်ပဲရည်ရအောင်နော်ကီလိုဂရမ်နဲ့ဂရမ်တန်းပါ။ပြည်ရစမောက်နန်နိုဂရမ်ပြောင်းမှဆိုရင်တန်ပါဝါနိုင်ရင်ပြောင်းပြရတယ်။တန်ပါဝါနိုင်ဆိုတဲ့မျိုးက၅၆ရဲ့နောက်မှာအပေါင်းပြည့်တဲ့၅၆ရဲ့နောက်မှာ၃၉ကိုလုံးကြီးရမယ်။ဒသမ၂နည်းရဖြစ်တော့၃၉လုံးကြီးဖြစ်တယ်နော်။ဒါကြောင့်၅၆နဲ့၃၉လုံးနန်နိုဂရမ်ရပါတယ်။ဟုတ်ကဲ့နံပါတ်ကြီး ့3 point losing into 10 power 7 meter ကိုတဲ့နော်အဲမီဂါလီတာပြပြပါတယ်နော်ဒါသူရှင်ကျွန်တော်တို့ကဒီကြရတဲ့ဟာကသုံးသမားနေကြကို10 power 7ဆိုတော့ကျွန်တော်တို့အပေါ်မှာအပေါင်းကိန်းဖြစ်ခဲ့တယ်နော်ခင်ဗျားခုနှလုံးထည့်ပါမယ်ခင်ဗျားကောင်းကထည့်ပြီးတော့ဒသမနှစ်နေရာပြတဲ့ခါမှာ3နဲ့6နဲ့ဒသမ5 5လို့3.5လို့မှတ်ချင်တယ်အဲမီလီလီတာပေါ့နော်ခုကလောစေကမီလီလီတာပဲကြောင်းရပြီအဲမီလီလီတာကိုကျမတို့က လီတာရင်လို့ပြရမယ်လီတာကြောင်းမစင်တက်ပါပါမိုင်းနဲ့ပြီးနေမြောက်ပေးရတယ်မိုင်းနဲ့3ဖြစ်တဲ့ကဒသမ300ထည့်လိုက်တဲ့ခါမှာဒီက3လုံးပြတ်သွားတယ်နော်ဒီနေ့တော့3600နဲ့600ချင်းတော့ဒါအရင်လုံးမမြောက်ခင်ကျွန်တော်ကဒီတာနဲ့မြောက်ပြီးအရင်လုံးမရှင်းခင်ပါတော့ဒီကလီတာကိုတစ်ခါတက်မှတ်မယ်တက်ပါပါဆင်းရပါမယ်နော်ဒါဆိုရင်တက်ပါပါ3နဲ့တက်ပါပါ6ဆိုရင်ကျွန်တော်တက်ပါပါ9 ။အဲ့ဒါကိုတော့ချိန်ဆက်ပြီးတော့မတွက်တော့ဘူး။ဒီတိုင်းလေးပဲထားလိုက်မယ်။အဲ့ဒါတော့ဒါတော့ဒီကြလီတာဆိုရဲရရှိပါတယ်။အခုကနံပါတ်1ကကြီးပါ။နံပါတ်1က135 decimeter plus 11.9 meter ကို micrometer ဖြင့်ပြန်ပါမယ်။ဒီစမားကနော်အဲကွာမိုက်ခရိုမီတာပထမမီတာပြောင်းမှာဖြစ်တဲ့ ဒက်စီမီတာမီတာပြောမယ်ဆိုရင်တက်ပါဝါမိုင်းတက်ပါဝါမိုင်းနဲ့ဝမ်းနဲ့မြောက်ပေးရတယ်တက်ပါဝါမိုင်းနဲ့ဝမ်းနဲ့မြောက်ဒသမတနည်းဆိုတော့35.5မီတာ။ဒါတော့11.9မီတာနဲ့ဆိုတော့ပေါင်းလိုက်တဲ့အခါမှာ25.4မီတာ။နော်ဒါမီတာပဲရသေးတယ်စေကန်ယူနစ်ကိုပြောနေတာပါ။မိုက်ခရိုမီတာနဲ့ရှာမယ်ဆိုရင်တက်ပါဝါစနစ်မြောက်မြောက်တဲ့အခါမှာ254ရဲ့နောက်မှာ36ဆိုပြီးဒသမတနည်းဆိုတော့35.5မီတာရပြီနော်။လက်ခဝေးပါ။ မျက်ခောက်ရလည်းအဲ့တိုင်းပဲနော်ဒါလည်းနှစ်အဲ200 microgram နော်0.14 mg 0.007 gram ကိုတဲ့ nanogram ဖြစ်ပြပါတယ်နော်ပြမလို့ဆိုတော့ကရမ်ကျောင်းမှာဖြစ်တဲ့အတွက်0.077 gram ကတော့နောက်မှကြီးမယ်ရှင်းရ microgram နဲ့ milligram ကိုကြတော့နော်ကရမ်ကျောင်းမှာဒါရှင် microgram ကိုကရမ်ကျောင်းမှာစဉ်းစားပါမယ်နဲ့စဉ်းစားမြောက်ပေးရတယ်နော်0.5 milligram ကိုကြတော့ဆိုတော့ အဲတက်ပါပါမယ်နေရမယ်ပြောပြ။အဲ့ဒီဟိုဒီတုံညက6လုံးကရှေ့ကိုတက်မှာဖြစ်တယ်ဒီမှာ3လုံးမရှိဘူးဆိုတော့တုံညနှလုံးကို3လုံးဝင်ပြီဆိုတော့0.002ဆိုရင်ရတယ်။နောက်ကတုံညနှလုံးကိုပဲထည့်လိုက်ပါနော်။ရေးထည့်ပြီးပါတော့။ဇူက wifi ကကြတော့ကျွန်တော်တနေရာရွှေ့ရပြီးတဲ့ဇူရှိမှာနော်ဒီတုံညနှလုံးရောက်လာမှာနော်0.002ဟုတ်ကဲ့ wifi ကိုအဲ့ဒီတုံးကိုကျွန်တော်ပေါင်းလိုက်တဲ့အခါမှာ0.0222ဆိုရင်ရပါတယ်။ အဲ့တော့ကျွန်တော်နာနိုဂရမ်ပြောင်းကြည့်လို့ရှိရင်ကျွန်တော်တန်ပါဝါနိုင်နေမြောက်တယ်။ဒီနည်းသုံးလို့ရအောင်ပါသူညာအဲသူညာကူးလို့လိုက်မယ်။ဇနမ၄ညပြ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 ။ဒီငါလုံးပဲကျန်ပါလေ။အေး90ရာထောင်ပေါင်းသိန်းတိုင်းလေ။နော်။နှစ်ကလေးနှစ်နှစ်ကလေး2သိန်းထောင်ပေါင်းဆိုတော့ရရှိပါလေ။ဟုတ်ပါနမကငယ်ပါ။940ဒီ။နော်940 940ဟတ်တို့ ဟက်တိုလီတာရဲ့300ကီလိုလီတာရဲ့0.45เนาะမီတာလီတာရဲ့ကိုကျွန်တော်ကဘာလို့ဒီကလီတာပြီးပြောပါဦးတယ်။ဒီမှာတော့0လီတာပြောင်းပါနော်ဟက်တိုလီတာကိုလီတာပြရင်တန်စကွဲနဲ့မြောက်မယ်ကီလိုလီတာကိုလီတာပြရမယ်ဆိုရင်တန်ကျူနဲ့မြောက်မယ်0.45မီလီလီတာကိုကျတော့လီတာပြောင်းရင်လို့ရှိရင်ဒီကလီတာကိုလီတာပြောင်းရင်တန်ပါဝါဆင်းရဖြောက်ပေးရတယ်940ဖြစ်နိုင်တော့မှတန်ပါဝါတန်စကွဲဆိုတစ်ချက်လုံးပါရပါတော့ဟာ ။ညလုံးထည့်လိုက်ရမယ်။300မှာလဲဆံမှာဒီကသုံးညသုံးလုံးထည့်လိုက်မယ်။ကျေသေးတော့လည်းဆိုတော့တုံးတုံးထက်ထက်နေပြီပရမနှစ်လုံးနဲ့ဆိုတော့လားလူ့ဘာ5ဘိုက်ကိုတုံးညာ6လုံးထက်ထက်တဲ့ခါမှာဒသမနှစ်နေရပြတော့တုံးညာ၄လုံးလို့ပြောနေ။အဲဒီအကုန်လုံးကိုပေါင်းလိုက်တဲ့ခါမှာနော်7သိန်းနဲ့၄တောင်တရာလီတာရပါတယ်။အဲဒီလီတာကမှသဘောဗီဇာလီတာပြောင်းရည်နေလို့ရှိရင်တဲဘဝမိုင်းနဲ့နန်းနဲ့မြောက်ပြရတယ်။တဲဘဝမိုင်းနဲ့နန်းနဲ့မြောက်ရင်နော်အရှိကို၉လုံး နော်ဒရမ9နေရာယူပါမှာနှစ်လေး6နေရာပဲရှိသေးတယ်ဒရမ3ညာ3လုံးကိုပြန်ခေါ်နိုင်တယ်ခေါ်ပြီးတော့နောက်ကနှလုံးကြာနောက်ကနှလုံးကြာပြန်နိုင်တယ်နော်ဒါကြောင့်လို့0.000801040ဒီကြာဒီကြာဆိုပြီးတော့ရရှိပါတယ်။မက်ကကြီးကကြတော့4.3စင်တီမီတာ5.9စင်တီမီတာနဲ့6.8ကီလိုမီတာကိုတော့မီတာမီတာပြင်ပြပါတယ်။နံပါတ်ကဆိုတော့မီတာရင်းကြောင်းမီတာကနက်ကမှာ4.3စင်တီမီတာကိုနော်မီတာ ရောက်မစင်းစမတန်းပါဝါ -2 နဲ့စပြရတယ်ဘာလို့ဆိုတော့10စင်မီတာမှာတမီတာမှာ10စင်မီတာရှိတယ်တရားဆိုတော့10မထက်ဘူးနော်အားကြောင့်မစမတော့ကစပြရမှာဖြစ်တယ်ဗျဘွားနေ -2 နေလေးနော်ငါကိုယ်စနစ်မီတာမီတာဆိုတော့မီတာကြောင်းမှာဖြစ်တယ်ဗျသူ့ကိုကြိုင်းညာမှုစီရသမားရှိကီလိုမီတာကိုကြာဆိုတော့မီတာကြောင်းမစင်းတန်းတူနဲ့မြောက်ပြီးတန်းမြောက်ပြီးရတယ်နော်အဲတန်းပါဝါ -2 ဆိုရင်ဒသမ2နဲ့ဖြစ်တော့ကျွန်တော်က23နဲ့ကျင်တယ် 9စနစ်မီတာက9စနစ်မီတာစတားသမားရှိကိုဟာသူကသုံးထည့်လိုက်မယ်ဒသမတနေရပြတော့သုံးနေလို့ဦးကျင်။ဒီနေရာလေးကိုပေါင်းလိုက်တဲ့အခါမှာ9000နဲ့435မီတာရပါတယ်။ချုပ်လို့ကျင်တာကမီတာမီတာဖြစ်တဲ့တန်ပါဝါ -10 ပြင်ရတဲ့အခါမှာဒသမအပြေကြီးရအောင်ပါဒသမရှိရပါမယ်။ဒသမ6နေရာရေးမယ်။104 9လုံးမရှိတဲ့ပြင်ရတော့မီတာပါတယ်။အဲ့တော့ဒါကြတဲ့မှာ39.43ကမီတာမီတာဆိုပြီးတော့ရရှိပါတယ်။ ဲ့ဒါကကြတော့လေဒီထဲမှာကြတော့သူတို့ရှေ့ဆက်သက်ချက်တွေပေါ့နော်မက်ထရစ်စနစ်ရဲ့ဆက်သက်ချက်တွေကိုသိထားမှအဲ့ဒါလေးကိုတော့အဓိကထားပြီးတော့လေ့လာပါလေ့လာပြီးတော့မှရေဒီပုံစံကြီးတွေ့လိုက်ရမှာပါလေဒီကတော့လေ့ကျင့်နေတဲ့စရိတ်သမားတိရဲ့နံပါတ်1ဖြစ်ပါတယ်ဆုံးမစီးလေးတဲ့အားလုံးကိုဒီကျွန်တော်